သပင်ရှေလာနဲ့အများအဖျားတွေလိမ့်လိမ့်သွားတတ်တဲ့မိကိုတွေအတွက်ကိုဒီလိုလေးကနေ sharing လုပ်ပေးပါမလို့ဒီလိုကိုအဆုံးဖြတ်ချပါပါဒီကောအားလုံးသိကြတဲ့အတိုင်းပဲ original ဆိုရင်ကောက်တဲ့လူကတော့မကောက်အောင်လုပ်ဖို့ဆိုရင်ညီရတော့ဗျာ။တဘာဝနီလန်တော့မရှိဘူးပေါ့နော်။ ျောက်လိုက်တာပဲရှိတယ်။ဘယ်လိုမို့ကိုကတိုနေတော့ဖျောက်တယ်။ရှေဝါမှအကြမ်းတွေလိမ့်သွားတယ်ဆိုရင်တော့အလဲအောင်လုံးလို့တော့ရတယ်။အဲ့ဒါဘာလဲဆိုရင်ဖျားတွေကလိမ့်မဲ့နေထားလို့ကြောက်လာတယ်ဆိုလို့ချင်းညံ့ညက်တော့ပေါ့ဗျာ။ဒါမှမဟုတ်နေတိုင်းဆိုရင်တော့အဲ့လိုလုပ်လို့ရတယ်။နောက်တစ်မျိုးကချိုးတွေကအုံးစီတွေချွဲချွဲတွေအများကြီးချောက်ပြီးထည့်တတ်ကြတယ်။အဲ့လိုအုံးစီတွေအများကြီးချောက်ပြီးထည့်တတ်တာနဲ့သပင်ကိုပို့ပြီးတော့တွန့်ပြီးတော့လိမ့်သွားကြတယ်ပေါ့နော်။ဒါကချိုးရဲ့အတွေ့အကြုံရတော့ပြပေးခြင်းဖြစ်ပါတယ်။ တော်သူတယောက်တည်းအမြင်ပါအဲ့လိုတွေမလုံးအုံစီတွေချွဲချွဲတွေမတဲပါနဲ့ဒီရချက်ကပြင်သပင်ကိုကောင်းလာတော့မယ်လို့ထင်တဲ့အနေထားရောက်တာနဲ့ဆိုင်မှာပုံမှန်လေးသွားပြီးတော့တီတီပေးညံ့ညံ့ပေးပါတော့ဒါဆိုရင်တော့အဆင်ပြေပါလိမ့်မယ်ဗျာ